မင်္ဂလာပါတငယ်ချင်းတို့ဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့2025ခုနှစ်မတ်လ23ရက်နေ့ကဂျပန်နိုင်ငံစူပါအရီနာမှာကျင်းပခဲ့တဲ့1 172ပွဲတွေကစူပါလက်နဲ့နဗီတို့ရဲ့မမေ့နိုင်စရာမှွေထိုင်းပွဲအကြောင်းပါဒီပွဲကမှွေထိုင်းချန်ပီယံကပတ်အတွက်ပွဲတစ်ပွဲဖြစ်ဖို့ရည်ရွယ်ထားခဲ့ပေမဲ့မထင်မှတ်ထားတဲ့အလှည့်ပြောင်းတွေကပါဝင်လာခဲ့ပါတယ်ဒီဗီဒီယိုမှာဒီပွဲမှာအဓိကအချိန်တွေ နောက်ခံဇလန်းနေနဲ့ဘာကြောင့်ဒီလောက်ထိပရိသတ်တွေစိတ်လှုပ်ရှားခဲ့ရတယ်ဆိုတာကိုအသေးစိတ်ပြောပြသွားပါပါ။ဒါကြောင့်စိတ်ဝင်စားတဲ့ဆိုရင် like and subscribe လုပ်ပြီးတော့ဒီဗီဒီယိုလေးကိုဆက်ပြီးကြည့်လိုက်ရအောင်။ဒီပွဲကိုမပြောခင်မှာနည်းနည်းနောက်ကြောင်းပြန်ကြည့်ရအောင်။ Super Lane နဲ့ Naviro က2023ခုနှစ်ဇွန်လမှာ1 Friday 522မှာပထမဆုံးအကြိမ်ထိုးခဲ့မှုပါတယ်။အဲ့ဒီအချိန်တုန်းက Navi ကအသက်16နှစ်ပဲရှိသေးတဲ့1မှာအသက်ဝင်လာတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ Super Lane ကတော့နာမည်ကြီးဝိတ်တန်းနှစ်ခုချန်ပီယံတစ်ယောက်ပေါ့။ ်ပထမအကြိမ်ထိုးတဲ့ပွဲမှာပဲစူပါလက်ကပထမအချီမှာနေဗီကိုလက်စွမ်းပြအနိုင်ယူခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့နေဗီကအရှုံးကနေတင်ကန်းစာယူပြီးပြန်လာနိုင်ခဲ့တာကတော့တကယ်ကိုအံ့ဩစရာပါပဲနောက်ပိုင်းပွဲတွေမှာနေဗီက6ပွဲစတိုက်အနိုင်ရခဲ့ပြီးတော့နောက်ဆုံး1170မှာနီကိုကိုအနိုင်ယူပြီးတော့ယာယီချန်ပီယံကပတ်ကိုရယူနိုင်ခဲ့ပါတယ်အဲ့ဒီအောင်မြင်မှုတွေကသူ့ကို1172မှာစူပါလက်နဲ့ခပတ်လူဝဲတီရောက်လာစေတာပါ တစ်ဖက်မှာတော့ဆူပါလက်ကသူ့ရဲ့ဆက်တပွဲဆက်တိုက်နိုင်ရထားတယ်။ဆန်ဂျီနေနဲ့အတူမှွေထိုင်းချန်ပီယံကပတ်ကိုဂျော်နာသန်စီကနေပြီးတော့49စက္ကန့်အတွင်းသိမ်းပိုက်နိုင်ခဲ့တာကြောင့်ဒီပွဲကတကယ်ကိုမျှော်လင့်ချက်ကြီးတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပွဲမတိုင်ခင်မထင်မှတ်ထားတဲ့ပြဿနာတွေဖြစ်လာခဲ့ပါတယ်။မတ်လ22ရက်နေ့မှာအလေးချိန်တိုင်းတဲ့အချိန်မှာဆူပါလက်က hydration test ကိုမအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်သူ့ရဲ့မှွေထိုင်းချန်ပီယံကပတ်ကိုဆုံးရှုံးခဲ့ရပြီးတော့ဒီပွဲကို၅ကြီးချန်ပီယံကပတ်လူပွဲအစား၃ကြီး ခပတ်မပါတဲ့ပွဲအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီသတင်းကပရိသတ်တွေကိုတော်တော်လေးအံ့ဩသွားစေပြီးတော့နဗီဘက်ကလည်းဒီအခွင့်အရေးကိုလက်လွတ်ရတာကိုစိတ်ပြည့်ခဲ့ရမှာတော့အသေးချာပါပဲဒါပေမဲ့နဗီကစိတ်တက်မကြပဲစူပါလက်ရဲ30ရာခိုင်နှုန်းကိုလက်ခံရယူပြီးတော့ဒီပွဲကိုဆက်ထိုးဖို့သဘောတူခဲ့ပါတယ်ဒီလိုနဲ့စူပါအရီနာထဲမှာပရိသတ်တွေရဲ့အော်ဟစ်အားပေးတဲ့နေရာမှာသူတို့နှစ်ယောက်ကပွဲကိုစတင်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲစူပါလက်ကတကက်မရှင်းဆိုတဲ့နာမည်တိုင်းသူ့ရဲ့အားသာချက်ဖြစ်တဲ့ခြေကန်ချက်တွေကိုသုံးမလားဒါမှမဟုတ်နဗီကသူ့ရဲ့ 6ပေလေးလက်မှမြင်းနဲ့အရက်နဲ့ risk ခွာပြီးတော့တိုက်ခိုက်မှုတွေကိုထိန်းချုပ်မလားဆိုတာအားလုံးကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်။ပွဲစတင်တာနဲ့နဗီးကသူ့ရဲ့အရက်ရှည်မှုကိုအကောင်းဆုံးသုံးချခဲ့ပါတယ်။ပထမအချိန်မှာနဗီးကစူပါလက်ရခြေတော့ကိုကန်ချက်တွေနဲ့စမ်းသပ်ခဲ့ပြီးတော့စူပါလက်ကအနီးကတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့နဗီးရဲ့ဒူးတိုက်ချက်တွေကထိရောက်မှုရှိခဲ့ပါတယ်။တစ်ချိန်မှာနဗီးရဲ့ဒူးတိုက်ချက်ကစူပါလက်ကိုလဲကျသွားပြီးဒိုင်ကချော်လဲတယ်လို့သတ်မှတ်ခဲ့ပေမဲ့ပရိသတ်တွေကတော့လုံးဝကိုအံ့ဩသွားကြတာပါ။ ဒုတိယတချီမှာတော့စူပါလက်ကပို့ပြီးတော့တုံ့ပြန်လာနိုင်ပါတယ်။သူ့ရဲ့လက်သေးချက်တွေနဲ့နဗီးကိုဖိအားပေးနိုင်ခဲ့ပြီးမြဲနဗီးကသူ့ရဲ့ခြေကန်ချက်တွေနဲ့ခေါင်းကိုပြင့်မှတ်ထားတဲ့တိုက်ခိုက်မှုတွေနဲ့စူပါလက်ကိုပြန်ပြီးတော့ဖိအားပေးနိုင်ခဲ့ပါတယ်။တတိယအချီမှာတော့နဗီးကသူ့ရဲ့မာဂုံနဲ့တိုက်ခိုက်မှုဆိုတာကိုအပြည့်အဝပြသနိုင်ခဲ့ပြီးစူပါလက်ကိုအဆုံးထိထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒိုင်နီရဲ့တညတညွတ်ထဲဆုံးဖြတ်ချက်ရမှာတော့နဗီးကအနိုင်ရခဲ့ပြီးစူပါလက်ရဲ့စက်တဘွဲစက်တိုက်အနိုင်ရခဲ့တဲ့စံချိန်ကိုရပ်တန့်နိုင်ခဲ့ပါတယ် ဒီအနိုင်ရမှုကနဗီအတွက်သူ့ရဲ့ဝမ်ခသားသမားဘဝမှာတခုတည်းသောအရှုံးကိုလက်စားချိန်နိုင်ခဲ့တဲ့အချိန်ဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းဒီပွဲပြီးမှတော့ဒီအောင်မြင်မှုကကျွန်တော်ရဲ့အိမ်မက်တစ်ခုဖြစ်လာတာပါလို့စိတ်လှရှားစွာနဲ့ပြောခဲ့ပါတယ်။တစ်ဖက်မှာတော့စူပါလက်အတွက်ဒီပွဲကသူ့ရဲ့အောင်မြင်မှုလမ်းကြောင်းမှာရှာရှာပါပါရှုံးနိမ့်မှုတစ်ခုဖြစ်ခဲ့ပေမဲ့သူ့ရဲ့စွမ်းရည်ကိုတော့တန်တရားဖြစ်စရာတော့မလိုပါဘူး။ဒီပွဲကမှွေတိုင်းပြိတ္တတွေအတွက်တကယ်ကိုမမိနိုင်စရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီးတော့နဗီရဲ့အနာဂတ်ကပိုပြီးတော့မျှော်လင့်စရာဖြစ်လာစေခဲ့ပါတယ်။ ငွေချင်းတို့ဒီပွဲကိုဘယ်လိုထင်လဲနဗီရဲ့အနိုင်ကမထင်မထားခဲ့တာလားဒါမှမဟုတ်စူပါလက်ကရောပြန်လာနိုင်မယ်လို့မျှော်လင့်ထားလားကွန်မန့်မှာပြောပြခဲ့ပေးပါအောင်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုထပ်ကြည့်ချင်တယ်ဆိုရင်တော့ subscribe လုပ်ထားဖို့မေးနေနော်နောက်တစ်ခါကျမှထပ်တွေ့ကြမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်